ကုန်လုံးလိုလိုလွှမ်းမိုးနေတယ်။ဘာလို့လဲဆိုတော့ဒီဇက်ကိုစဖတ်ထဲရလေ။အရန်မိုက်ဇက်ကြီးကတော်တော်မိုက်တာလေ။တော်တော်မိုက်တာ။ရန်မိုက်ဆိုတော့စိတ်ကူးကပြောဆိုစိတ်ကူးရင်လိုက်စခရစ်ဖတ်လိုက်ဆိုတော့လေအိမ်မှာနေတယ်ရကိုဘယ်အာဘီရ။အဲ့ဒါမိမှုလေးဝင်တယ်။ဘယ်တော့လာခေါ်မလဲပေါ့။ဒါလိုမျိုးလေး။ဒီလိုမျိုးလေးစောင့်မျှော်နေတာ။ ဟိုပါပေါ့မလဲဟိုဒီဇက်လေးအရင်စပြီးတော့အာဒါဖတ်ဖို့ပို့ထားတယ်ပို့ထားတော့ဟိုပါပေါ့နောင်တမိမိ character ဆိုတော့မလဲဇက်ဖတ်လိုက်တော့လောကဟိုအရန်โอ้ไมไมค์တယ်စัจကြီးอ่ะဖန်တီးထားတဲ့ကဘာကြီးอ่ะအရင်မိုက်တယ်ပေါ့เนาะဆိုတော့ဟိုလာကန်းနေတဲ့ကောင်မှာဘလဲအဲ့လိုဟိုတော်တော်လေးကုကိုဩဟိုဘယ်လိုပြောမလဲပျော်မိရေပေါ့เนาะဘာလို့ဆိုတော့ဒီလို character မျိုးကြတော့ဟိုဒါဇက်နဲ့တကယ်လိုက်ဖတ်တဲ့သူ ပေါ့ဗလဲနဲ့သူတို့နောက်တမိမိနေပေါ့ဗလဲကိုမြင်နေဆိုတော့လေကိုရိုင်းလည်းအဲအကြောင်ဇက်ကိုလည်းတော်တော်လေးကြိုက်တယ်ပြီးတော့ဟိုပါပေါ့အလုံးလုံးအမှလည်းဒါဝတ္ထုဆိုလည်းဒါအမဟိဆိုနောက်ပြီးတော့ဒါရိုက်တာဆိုလည်းမကျော်နေစီပေါ့ပြီးတော့သူတို့အကိုရီးယားဘက်ကဖဆက်ဒါကိုရီးယားဒါရိုက်တာတွေလည်းပါတယ်ဆိုတော့ကိုအတွက်အများကြီးပေါ့နော် challenge တစ်ခုဖြစ်မယ်လို့ယုံကြည်ရပြီးတော့ကလည်းသူတို့ Netflix ကြည့်ပါတင်မယ်ဆိုတော့အများကြီး challenging ဖြစ်မယ်လို့ထင်နေပေါ့နော်ဆိုတော့အားကြောင့်ဒီ character ကိုလည်းရအောင်မွေးပြီးရိုက်မယ်ဆိုပြီးတော့မှဖြစ်တာပါဟုတ်လက်ခံလိုက်တာပါဟုတ်အဲကျွန်တော်အားကြောင့်ဒီထဲမှာမဟာလွမ်းပေါ့နော်အဲဒီ Hazel ဇက်ပေါ့အဓိက Hazel ရဲ့ဇက်ကိုကြိုက်တယ် Hazel ရဲ့ပြိတ္တလည်းဖြစ်တယ်တပထမတကားလည်းအဲ Hazel ဇက်ဒုတိယမြောက်လက်ထပ်ခွင့်ဆိုတော့ကျွန်တော်ရိုက်ဘူးရယ်ဒါမဲ့ကြော်နေပဲဆိုတော့လေအဲဒီလိုမျိုးလာကန်လန်းတဲ့အချိန်မှာကျွန်တော်ရန်ဝမ်းတောင်းပါပြီးတော့ဒီလိုမျိုးက ကျွန်တော်မြန်မာနိုင်ငံမှာတိတ်ပြီးတော့မှဖန်ဒီတဲ့ပြတဲ့အထဲမှာပါတယ်ဒီလိုမျိုးစိတ်ကူးရင်ဆိုတဲ့ကြိုက်လို့လွတ်လပ်စွာစိတ်ကူးရင်လို့ရတယ်ဆိုတော့ဒါတွေကလည်းကျွန်တော်တို့ကိုယ်တိုင်ဟေးစဲစိတ်ကူးရင်မှုနဲ့ကျွန်တော်တို့ရဲ့ idea လေးတွေပေါင်းဆက်ပြီးတော့ဒီလိုမျိုးလေးတွေဖန်ဒီဖြစ်တာဆိုတော့လေအဲအကောင်းဆုံးကျွန်တော်တို့ကြိုးစားဖို့အတွက်အဲဒီချိန်မှာအကောင်းဆုံးတည်ဆောက်နေပါတယ်အဓိကကျွန်တော်က stylish ပေါ့နော် IV IV ချောင်း Steven ချောင်းရဲ့ညီမဟုတ် သူသူသူ့ရဲ့ idea လေးတွေလည်းပါတယ်ပြီးတော့ Hazel ကသူလိုချင်တဲ့မကြော်နဲ့ကျွန်တော်တို့ script meeting pre-production ကိုနှစ်ခါလောက်ကျွန်တော်လုပ်လိုက်တယ်ဆိုတဲ့အချိန်မှာအဲသူတို့လိုချင်တာတွေကျွန်တော်တို့ရဲ့ idea တွေအကုန်လုံးပေါင်းစပ်ပြီးတော့ဒီလိုမျိုးလေးတွေဖန်တီးဖြစ်တယ်လို့ထင်ပါတယ်ဟုတ်ထပ်ပြီးတော့ဖန်တီးထားတဲ့အရာတွေအများကြီးရှိပါတယ်ကျွန်တော်တို့ကအဲရိုက်တဲ့အခါကျရင်ဒီဒီလိုမျိုးတွေရောဒီလိုဗီဒီယိုထက်မိုက်တဲ့အရာတွေရောကျွန်တော်တို့ဖန်တီးပြလိမ့်မယ်လို့ထင်ပါတယ်ဟုတ်စီရဲမင်းသားလေးတို့ပါ ဘယင်မှာမင်းသားတက်ဘယင်မှာဘယင်ဘယင်ဘယင်နန်းတက်မဲ့နန်းတက်မဲ့အင်းရှိဆက်ဖြစ်တော်ပေါ်မှာ challenge လည်းဖြစ်တယ်တာဝန်လည်းကြီးတယ်အဲကြိုးစားဖို့လည်းလုပ်ဖို့အခုချိန်စူပွတ်နေပြီ အများကြီးမျောလင့်ထားပါတယ်ဒီချိန်မှာတော့ဟိုဘာလုံးမှမလုပ်ဘူးအိမ်မှာနေတယ် script ဖတ်တယ်စိတ်ကူးရင်လည်းဟိုဘာကြီးအစ်အစ်တွေထပ်လုံနိုင်မလဲဆိုတာရင်စဉ်းစားတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးနေပဲဒီအပိုင်းလေးတွေဖြတ်တန်းနေပါတယ်ဒီ၁၀ရက်နေ၁၈ရက်နေကျွန်တော်စာရိုက်ရှေ့ရပဲအချိန်ရတော့ဒီအချိန်ဆိုတာအရင်နေတယ်ကျွန်တော်တို့ costume season ဖို့အတွက်တည်းရောကျွန်တော်တို့ character တိဆောက်ဖို့အတွက်တည်းရောအရင်အချိန်ရနေတယ်ပေါ့နော်ဒါပေမဲ့အချိန်တူတူလေးအတွင်းမှာကျွန်တော်အကောင်းဆုံးပြင်ဆင်နေတယ် အကုန်လုံးလိုလိုလွှမ်းမိုးနေတယ်ဘာလို့လဲဆိုတော့ဒီဇက်ကိုဆဖတ်ထဲရလေရမ်းမိုက်ဇက်ကြီးကတော်တော်မိုက်တာတော်တော်မိုက်တာရမ်းမိုက်ဆိုတော့စိတ်ကူးကပြောဆိုစိတ်ကူးရင်လိုက်စခရစ်ဖတ်လိုက်ဆိုတော့လေအိမ်မှာနေတယ်ရကိုဘယ်ဟာမရအဲ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 ကွာအဲကွာအဲ့လိုဖြစ်နေတာပေါ့နော်ဒါဆိုလေတို့သမီးလေးပေါ့တို့သမီးမှုဝယ်ဝယ်တို့သမီးမှုလေးဝယ်နေတယ်ဘယ်တော့လာခေါ်မလဲပေါ့ဒီလိုမျိုးလေးဒီလိုမျိုးလေးစောင့်မျှော်နေ Dragon Bar ဟောလည်းဒီအဲ့နည်းနည်း inspiration က Game of Thrones House of Dragon အဲ့ဘက်လေးတော့နည်းနည်းလေး inspire သဘင်လို့ဘာလို့အစားပေါ့နော်ကိုရန်းလည်းအဲ့အဲ့စိတ်ကူးရင်တည်းသူ့ကဘာကိုအရင်ကြိုက်တယ်ပြီးတော့အခုကလည်းဒီဟာမှာအာဒါမှမဟုတ်ဆိုသူစိတ်ကူးရင်တဲ့ပုံစံနဲ့ပုံဖော်ထားတဲ့ပုံစံလည်းနည်းနည်းလေးအဲ့လိုလေးသွားဆင်နေဆိုတော့ စိတ်ကူးရင်လို့လည်းအရင်ကောင်းတယ်ဆက်ကဟိုရိုက်တော့မင်းရတယ်တော့အခုဖတ်နေရင်လည်းကိုယ့်အကိုဝင်စားရင်လည်းအာမျိုးလုံးနဲ့မှအဲ့လိုပုံဖော်ရတာအရင်ကောင်းတယ်မဟာလွန်းနေရာမှာကိုထအောင်ရှာရင်လို့တီးလိုက်ရတဲ့အခါမှာတော့လုံးဝဘသူမှတော့လက်မခံစရာအကြောင်းမရှိဘူးလို့ထင်ပါတယ်ဒါအာဘယင်းရေခဲကြတယ် thank you ဘယင်ပေါ့ဒါဘယင်ဖြစ်လာမဲ့ဒါအာဘယင်သားတော့အင်းရှိစံဘယင်ပေါ့ဘယင်ဆိုတော့ဒါဟိုတော်တော်ဟိုအခုပုံစံနဲ့ဟာတော်တော်ဒါအပြင်ပိုင်းအာဒီ features character အရာဆိုလေတော်တော်လိုက်ဖတ်တယ်အာပြီးတော့ဒီ character သေဥဆောင် item ဘိုင်းကတော့ဒါပြောစရာမလိုဘူးပေါ့နော်ဆိုတော့အာလဲကတော့ဒါမဟာလွမ်းအနေနဲ့တော့ဘူတောင်ဆိုင်ကိုတော့မြင်မိပါတယ်ကိုယ်တိုင်းလဲအာဒါတူတူလိုက်ပြီးတော့ဒီလိုမျိုးအလုပ်လုပ်တဲ့အခါမှာလဲ တာကိုခင်မရင်နီးပြီးသားသူဆိုတော့လေ chemistry ကတော့ဟိုမိပြီးသားဆိုတော့ဟိုတော်တော်လေးဟိုအဆင်ပြေမယ်လို့တော့ထင်ပါတယ်ဟုတ်